thank you Thank you. ာပါရှင်ကျွန်မကတော့ခေခိုင်ပါ DWP ရုံးမြင့်တန်ကြားရဲ့နေ့လည်နေ့တိုင်းအချိန်အထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက် ပေးပါမယ်မြမသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအကစားသတင်းတွေကိုလည်းခြူစားကြားမှာပါရှင်အရာဝတီတိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့မေလအတွင်းအစ်စင်းဝင်စစ်ပြီးအရသာအယောက်20ကျော်ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေစီကသိရပါတယ် ပြီးခဲ့တဲ့မေလတရက်နေ့ကနေ31ရက်နေ့အထိတလအတွင်းမှာအေယဝတီတိုင်းထင်းမှာညဘက်အချိန်တွေအစီရင်ဝင်စစ်ပြီးဒေသခံအရဲသား20ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကရှောက်တခဲအစီရင်ကိုညတိုင်းစစ်ပြီးဖမ်းဆီးနေကဖမ်းဆီးထားသူတွေကိုရေစကန်တွေနဲ့စစ်ကြောရေးတွေမှာထားရဲလို့စစ်ကောင်စီတပ်နဲ့နေဆက်သူကပြောပါတယ် ARD တိုင်းမှာအစီရင်ကိစ္စနဲ့အဖမ်းခံရတဲ့သူတွေဟာရက်ွက်အတွင်းအိမ်ငါးရန်နေထိုင်သူအများစုဖြစ်ပြီးတအိမ်တည်းမှနေထိုင်သူတွေဖြစ်ပေမဲ့အင်ထောက်စုဇယအတွင်းစီရင်မဖြစ်ရသေးတဲ့သူတွေတကောင်စီရင်မပြောင်းရသေးသူတွေနဲ့မလုပ်ရသေးသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ပသိမ်၊မြောင်မြောက်၊ဖြာပုံ၊ဘုကလေး၊ဟင်တတာ၊ရေကြီး၊လေးမျက်နှာ၊ကျုံပြောမော်လမြိုင်ကျွန်းနဲ့မဥပင်စတဲ့မြို့နယ်တွေကအများဆုံးဖဲစီးခံခဲ့ရတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေကဆိုပါရရှင်။ စကိုင်းတိုင်းကောလင်းမြို့နယ်တွေကကြည်ော်တွေကိုစစ်ကောင်စီတပ်ကဇွန်လ9ရက်နေ့ည9နာရီခွဲအချိန်ကနေလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အရတားတို့ဦးတေဆုံးကထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့လို့ Calling Revolution KR တင်းကပြောပါတယ်။ Calling Window အစမှာရှိတဲ့ကံကုန်းရော်နဲ့ Calling ရဲ့အချစ်ပတ်ချမ်းမှာရှိတဲ့ဖလေးရော်ကိုတရက်တည်းမီနီပိုင်းချပြီးတော့စစ်တပ်ရဲ့ဂ ိုင်တာနဲ့ဘုံကျေးသွားတာဖြစ်ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူအမျိုးသမီးတယောက်သေဆုံးက၄ရောက်ထဲမနေထိခိုက်တရားရရှိခဲ့ပြီးလူနေအိမ်တွေလည်းပျက်စီးကုန်တယ်လို့ခရတရဲ့တာဝန်ရှိသူတို့က TVB ကိုပြောပ ကောင်စီတက်ဟာအဲ့ဒီဂျီရော်တွေကိုလေချောင်းကနေအချောင်းမဲ့ဘုံကြီးချခဲတာဖြစ်တဲ့အပြင်ဆက်တနက်တွင်လည်းပါပြစ်ခတ်တော်ရဲလို့ဆိုပါရဲ့လေချောင်းတိုက်ခိုက်ခံရတဲ့ဖလေရော်မှာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲနဲ့အချောင်းမဲ့ဘုံကြီးတော်တာဖြစ်ပြီးဘုံတဲ့ကြောင့်အဆောင်ကြီးကြီးမားမားတွေဖြက်စီးကုန်တဲ့အတွက်ပေါင်900ဘုံဖြစ်နိုင်တယ်လို့ကိုလင်းခရိုင်တရင်ရဲ့ပြည်သားရေးတာဝန်ခံကပြောပြောပါရဲ့ ်မေလဆန်ပိုင်တုံးကလည်းကောလင်းအနောက်ဘက်ကျမ်းမှာရှိတဲ့ရော်တွေကိုတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲနဲ့စစ်တပ်ကလေရင်နဲ့ကလစတာဘုံတွေတုံးပြီးဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်ပောက်ကွေးပြီးတာအဲ့ဒီဘုံခွန်တွေကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ဟာကဲမြို့နယ်တွေမှာတိမ်းရှောင်နေကြတဲ့ကျောင်းတဲ့အရွယ်ဆစ်ဆောင်ကလေး300နီးပါအတွက်ကျောင်းသုံးပစ္စည်းတွေလိုအပ်နေကြပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ပကန်တွာလမ်းပေါ်ကတဲ့ပေါ်ရီကျောင်းနေရကမွန်နမ်တိန်လုံဘရာ စွတ်တိုင်းစိုင်းဖရာဆိုအောင်စားတဲ့ကြီးဝါရီကနေဖကံမျိုးနဲ့တဝိုက်ကိုတင်းချောင်းလာတဲ့ဆစ်ချောင်းဦးကြီး1400ကျော်အထိရှိနေတယ်လို့ KBC ကကြောက်ယူထားတဲ့စီးရင်တွေအရာတီးရပါတယ်အဒီထဲကကျောင်းနေအရွယ်ဆစ်ချောင်းကလေး300နီးပါးရှိပြီးကျောင်းတုံးစာအုပ်လွှဲအိတ်ဖနက်ကအစာလိုအပ်နေတယ်လို့ဆစ်ချောင်းကူညီပေးနေသူတယောက်ကပြောပါတယ်ကျန်ရင်ကိုအေးတော့ ီရဲ့ချပန်ဘော့ရဲ့ဒီညာတင်ကြမဲ့ရွယ်တွေကစစ်ဆောင်လူရည်ထဲမှာသုံးပုံတစ်ပုံကကြောင်းတက်မဲ့ရွယ်တွေသာကံမြို့နယ်တိတ်ဆောင်နယ်စစ်ဆောင်ဥရည်ထဲမှာ300ထက်မနည်းတော့ရှိမယ်ကလေးတွေလိုအပ်တာကတော့ကြောင်းတက်ဖို့လိုအပ်တာတွေပေါ့ကြောင်းသုံးစာအုပ်နဲ့ပစ္စည်းတွေပေါ့လူအိမ်ဖက်ကအစာထီးလို့လိုအပ်တာပေါ့ ဖပီတင်းချောင်ကြတော့ကတချို့ကကလေးမိပါတွေကတိုးတောင်ရာကင်းတွေတင်းချောင်တွေတဲ့ထဲကြံခဲ့တယ်။အဲ့ဒါလို့ဆိုတော့သူတို့ကကလေးတွေကြောင်းထဖို့ကိုဆုံးဖြတ်ရခက်နေရပေါ့။ဒီမှာကစပီချောင်းမှလာပြန်မှုကရောအချိန်ဘယ်လောက်ထိကြောင်းမလဲမသိကြတော့ကလေးတွေပညာရေးကလည်းမပြတ်စီခြင်း။တဘမဲ့အချင်းတွေကဘလို့မှတေးချပြောနိုင်တဲ့အချင်းတွေမဟုတ်တော့ဆုံးဖြတ်ရခက်နေကြတာဖြစ်မယ်။ ခုတော့နာမည်စင်းကောက်တာပဲစတင်လက်ခံနေပြီဆေဂျုံပေါင်းနာပေါင်းနာတို့တာနဲ့နန်းစန်းနဲ့နမ်တို့ဒီတုံအံဘွားရေတို့ကချင်နှစ်ချမ်းခရယာအဖွဲ့ချုပ် KPC က2017ခုနှစ်ကစပြီးခြေခံပညာရေးစတင်ခဲ့ပြီးစစ်နှစ်တန်းအကြီးပညာတင်ကြားပေးနေတာဖြစ်ပါတယ်စစ်ဆောင်အားလုံးကတော့ ဖျားချောင်းကတင်ကြပေးမဲ့ဆက်တင်ကြောင်းအတွက်ပဲစီရင်ပေးထားပြီးလက်ရှိမှာတော့နာမည်စီရင်စတင်လက်ခံနေပြီလို့ KBC နဲ့ညီဆက်သူတယောက်ကပြောပါတယ်။ချင်းရဲ့နေကိုရန်ဖက်ကန်ဂျင်နာဘောဘောနခုဖုန်ကွာလာဖော်အချုံနေကိုရအချုံပန်းနာစစ်ဆောင်တွေကတော့အခုဘာကန်မြို့တွေကဖျားချောင်းကဖွင့်လှစ်တဲ့အကြောင်းတွေမှာတယောက်ဖို့ ဓမ္မစင်းစတင်ကောက်နေဖြစ်ပါတယ်။အားလုံးကဘုရားကျောင်းကဖွင့်လှစ်ထားတဲ့ပညာသင်ကျောင်းမှာပဲစီရင်သွင်းကြတာပါ။ဘုရားကျောင်းကိုပဲအမိပြုနေရတော့ဘုရားကျောင်းကဖွင့်တဲ့ကျောင်းမှာပဲတက်ကြတဲ့သဘောပါ။ကျောင်းဖွင့်သေးပေမဲ့ဓမ္မစင်းလက်ခံတာတော့စလုံးနေပြီ။နောက်တစ်ခုကစူရကျောင်းဆက်တက်ဖို့ကထောက်ခံစာကလည်းရေးကြည့်တယ်။ဘယ်ကြောင်မှတက်ခဲ့လေဘယ်တန်းတက်ခဲ့တယ်ဆိုတော့ထောက်ခံစားကလည်းရယူဖို့ခက်တယ်လေ ကျွန်တော်ကြောင့်ဖခင်ကြောင့်ဖွင့်လိုက်တဲ့ကျောင်းမှာပဲတန်းနိုင်မှုပြင်ဆင်ကြတာပါအဲစတာချေနာခတ်တဲ့ဖုန်ကိုပေါ်ထောက်ခံရတဲ့ကျောင်းကိုဒေနုကိုဖုန်ကိုအရှင်ရံကနေထောက်ခံရတဲ့ကျောင်းကိုမိုက်ပါမယ်နေထောက်ရပါလိမ့်မယ်ပြစ်ပြင်းနဲ့ဖခင်ကျွန်တော်ကဘဝတည်းရဲ့ဇီဝအနေနဲ့ဒီဝိုင်းစကောင်စီဒီစစ်ပေါင်းတဲ့တွင်နေကျေးဖုန်တဲ့တွေ့ကြတဲ့ပွဲပြင်ချလာတာကြောင့်ခက် တောင်ရခန့်နေတဲ့တင်ဆောင်နေတဲ့စစ်ဆောင်ဆောင်ကျော်ဇနီတီဗီလုံခြုံတဲ့နေရအမြန်ဆုံးရောက်နိုင်ဖို့အကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်ကူညီပေးနေသူတွေစီအတီးကပါတယ်အကန့်ဒေတာကျန်လူလက်ရေးတမတော်ကင်းရင်နဲ့ KPDF ပူပေါင်းတိုးတက်ခိုက်တိုင်ပိုင်ချတဲ့နေမျိုးတွေပြန်ရဖို့စစ်ကောင်စီတပ်ကဧပြီလ23ရက်ကစပြီးကာမိုင်းအင်တော်ဂျီတာကနေဖက်ကဘက်ကိုအင်အားထောင်ချင်တဲ့ဆိုစစ်စင်ခဲ့ရာကြောင့်ဖက်ကဒေါ်လာတရှောက်ဒေတာ ခံထောင်နဲ့ချီထွက်ပြီးတင်းရှောင်နေရတာဖြစ်ပါတယ်ကျမဟာနာပါခိုင် မတ်ပါတီမပုံတင်ခွင့်ခြောက်ထားတဲ့ရခိုင်တိုင်းရင်းသားများပါတီ RNB ကိုပါတီတီထောင်ခွေပြုလိုက်တယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် UEC ကဆုံးလာကိုရန်နေမှာထုတ်ပြန်ပါတယ်။ရခိုင်တိုင်းရင်းသားများပါတီဟာပါတီမပုံတင်ခြင်းဥပဒေနေဥပဒေတွေနဲ့ကိုင်ရည်အတွက်ပါတီတီထောင်ခွေခြောက်ထားချက်ကိုခွင့်ပြုလိုက်တာပါလို့ UEC ကဆိုထားပါတယ်။ပါတီတီထောင်ခွေပြုလိုက်တဲ့ရခိုင်တိုင်းရင်းသားများပါတီဟာရပောင်သုံးဆင်အတွင်းရွေးကောက်ပွဲကော်မရှင်ထံမှာနိုင်ငံရေးပါတီတီထောင်ခွေနေဥပဒေခွင့်နဲ့အညီနိုင်ငံရေးပါတီမပုံတင်ဖို့ခြောက်ထားရမယ်လို့ဆိုပါတယ်။အခုပါတီတီထောင်ခွေရထားတဲ့ရခိုင်တိုင်းရင်းသားများပါတီ RNB ကိုအရှင် AMP ပါတီရဲ့ထိပ်ပိုင်းတောင်းဆောင်ရဖြစ်တဲ့ဥပရှင်နဲ့ဥစော်အေးမောင်တို့ကအဓိကဥဆောင်ပေးဖြည့်စင်ကြတာလို့ရခိုင်နိုင်ငံရဲ့အတိုင်းအဝိုင်းကပြောကြားပါတယ်။ရခိုင်ပြည်အထွေမှာရွေးကောက်ပွဲနှောင့်နေသူတွေဟာစစ်ကောင်စီထံက ီစာညှောမဲ့ပြီးတော့အမျိုးသားရဲ့ကိုတစ္ဆာဖောက်ဖို့ကြံနေကြတာလို့ရခိုင်နိုင်ငံရဲ့အခက်အခဲတရားကမဲ့ချက်ပြပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလမှာပြုလုပ်မယ်လို့ကြေညာထားပေမဲ့ရက်အတိကျတော့ကြေညာထားတာမျိုးမရှိသေးပါဘူး

အမေမြောက်25ချက်လေးတရင်ကို2024ခုနှစ်ဧပြီလအတွင်းခင်လူ PDF ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်သိမ်းပိုက်ခဲ့ပြီးရန်အနေနဲ့ပါပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြန်လည်ရယူပါအင်အားအများကြတဲ့လုံခြုံရေးတွေတင်းကျပ်ထားရလို့မျိုးရီမျိုးခဲတွေစီကတရားပါရရှင်လဆိုင်မရှိရေကိုဖန်ဆင်းမှုတွေကြောင့်အချက်ဖက်လူမှုကူညီရေးအသင်းတွေဟာနေကျော်မောင်ရတယ်မပြူးလို့ရတော့ပဲကူညီကေဆေမှုတွေရန်နာလာတဲ့အထီးဖြစ်လာတယ်လို့အချက်ဖက်လူမှုကူညီရေးအသင်းတွေကပြောပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင် စစ်ကောင်စီရဲ့လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုတွေကြောင့်ရန်ကုန်မြို့ပါဝင်မြန်မာနိုင်ငံအနှက်ကအရက်ဖက်လူမှုကူညီရေးအသင်းတွေဟာလူနာလမ်းကြောင်းပို့ဆောင်ရမှာအချိန်ကြာမြင့်တာတွေဓာတ်ရက်မပို့ပေးနိုင်တာတွေရှိနေပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေရန်နာလာတာရှိတယ်လို့အရက်ဖက်လူမှုကူညီရေးအသင်းတွေကပြောပါတယ်။လိုင်စင်မဲ့ယာဉ်တွေကိုဂျွန်လာတရက်ကစပြီးဖမ်းဆီးများလာတဲ့အတွက်အတင်းဖွဲ့တွေဟာလူနာတွေကိုတတ်မှတ်နေမိတဲ့ကြော်လွန်ပြီးစေယုံစေကံပို့ပေးရတယ်လို့အရေးပေါ်ကားလှူသူတွေနေပါလာတဲ့အတွက်ဖန်ဆီးခံရတဲ့အခါမှာလည်းပြန်ဝင်ဖို့မတက်နိုင်ဘူးလို့ဆိုကြပါဗျ။ ဒီမောင်ကရင်တိုက်မှာကြောက်ဝါဖန်းခံမှာကြောက်ဝါပေါ့လေအလူလမောင်မှာဆိုမှဖိအားနဲ့မောင်ရတော့ဘူးကနော်။ဟိုမှာဗိုက်ကြီးတဲ့ဗာညာဆိုရင်ပို့ဆိုးတဲ့သူတို့ကနောက်ကအော်ကာသမားမြန်မြန်ရောက်ရှင်လို့မောင်ဖမ်းမဲ့ပြီးမှပေါ်လို့ရှောင်းအလိုဖြစ်နေတော့နေပြီးရောရန်ကုန်လမ်းကြောင်းနေဆိုကုန်ရက်ပြတော့အောက်တွင်းနဲ့တောင်ငူလောက်ပဲသွားပြီးတော့အော်တိပတ်ပံပစ္စည်းဆိုပြီးစီရင်လက်တင်ထားပြီးအဲ့တော့ဒီဟာကိုဘယ်လိုလုပ်အောင်ဘူးကြတော့ အလူလန်လေးတစည်းဖြစ်လာဖို့ဆိုတာလူရှင်ပေါင်းများစွာရဲ့ငွေကြေးပေါင်းများစွာစောင်းမျောပြီးတော့မှလောက်ရတာတစည်းဖြစ်လာဖို့မလိုဘူးလေအဲ့တော့တစည်းတိမ်သွားပြီဆိုရင်ဒီအလူရှင်တွေရဲ့အလူငွေတွေပဲဖြစ်အဟောဒီကဖြစ်သွားမှာတောင်ုံမျိုးပေါ်မှာပြီးခဲ့တဲ့ဂျွန်လ9ရက်ကကားလိုင်းစင်မဲ့နေတဲ့ပရာဟိတာကားတစည်းတဲ့ရင်မောင်းတို့ဖမ်းဆီးခံရပြီးတဲ့နောက်ဆေးရုံဆေးခန်းတွေအောက်ဆီဂျင်လိုအပ်နေသူတွေအတွက်ကုညီမှုတွေခဏရပ်ထားရတယ်လို့မြို့ကန်ပရာဟိတာအသင်းဝင်တယောက်ကပြောပါတယ် လူမှုကွန်ရက်အသင်းတွေရဲ့ကားတွေမှာလိုင်စင်မရှိကြပေမဲ့ကိုတူကိုရတီချောင်းထားကြတဲ့အရက်ဖက်အသင်းတွေဟာအေးဘော်လူနာလမ်းကြောင်းအပြင်ငလျင်မုံတိုင်းမီးလောင်နဲ့ရေကြီးစတဲ့တဘာဝဘေးအန္တရာယ်တွေအပြင်ပြည်လဲထူထောင်ရေးအလုပ်တွေမှာပါကားတွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်သူတို့ကိုယ်တိုင်ကလည်းကျွန်တော်ကဝိတောက်ဆိုတယ်သူတို့သိတယ်။နော်နိုင်စင်မရှိဆိုတယ်သိတယ်။ဒါပေမဲ့ကျွန်တော်ကအတင်းနိုင်စင်ယူထားပြီးတော့မှအတင်းနဲ့ပတ်သက်သောကိစ္စရမှန်းများကိုလည်းနိုင်ငံတော်ကိုတလားတကြိမ်လှုပ်ဆောင်ချက် ဒီနာလမ်းကြောင်းကြီးကိုသွားခဲ့တဲ့တဘာကပြန်ပြဲကြီးကြီးယူလေးပေါ့နော်တခြားဘော်ဒီလမ်းကြောင်းကြီးသွေးလမ်းကြောင်းကြီးအောက်ဆီဂျင်တွေငါးရနားတဲ့ဟာတွေကမှအစတမတော့တလတစ်ကြိမ်တမတို့တွေကသူတို့တင်ပြရတော့အဲ့လိုမျိုးလှုပ်ထားတဲ့တရားဝင်ရှိလိုင်းရှင်ရှိရတဲ့အတင်းတွေကတော့ဟိုတမတော့မတော့ဘူးပေါ့နော်မတဲ့ဥစ္စာမမှန်မကန်မလှုပ်ထားဘူးဥပဒေတိုင်းလိုက်နာတယ်ဆောင်ရက်တယ်ဟိုလိုင်းရှင်မရှိတဲ့အတင်းတွေကတော့နားကျင်နဲ့နားမှာပေါ့နော်ကျွတ်တော့ကားနိုင်ရှင်ရှိရတဲ့နယ်မှာတက်တယ်လို့ရှိရအောင်အကြောင်းမျိုးပေါ့နော်ဆရာ စစ်ကောင်စီလောက်ကန်ကျမ်းမာရေးဌာနတွေရဲ့ကျမ်းမာရေးဆောင်ရှားမှုတွေကြက်ချင်းဤတပ်ဖွဲ့တွေရဲ့ရေးပေါ်မြေပြင်ကူတောင်းမှု မိသက်တပ်ဖွဲ့တွေရဲ့အခြားပွေကယ်ဆယ်ရေးလူမှုကယ်ဆယ်ရေးဌာနတွေရဲ့လူမှုကူညီဆောင်ရွက်ရေးစတဲ့တာဝန်တွေကိုအရက်ဖက်အသင်းတွေကကိုတူကိုတော့ဝင်ရောက်လှုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ၂ရက်ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုထိတိယယောက်ဖမ်းဆီးရေးယူဖို့ညွှန်ကြားပြီးတဲ့နောက်ဂျွန်လကနေစပြီးဖမ်းဆီးသိမ်းဆည်းတာတွေကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်။ကျွန်တော်လေးပါ සැලැබී නංගර ගාතරීනු ගොට්ටෙස් සැපිවාමේ. ကော့စတာရီကာအာနာပိုင်တွေဟာဥရောပဈေးကွက်အတွက်ရည်ရွယ်ထားတဲ့လက်ဆက်ဆက်သစ်သေးကွက်တင်နာအတွင်ထိဝက်ထားတဲ့ကိုကိန်း3450ကီလိုဂရမ်ကိုသိမ်းဆည်းရမိခဲ့ကြောင်းတာဝန်ရှိသူတွေကဇွန်လ9ရက်တလင်းလာနေ့မှာကြေညာခဲ့ပါတယ်။လူမိုခရိုင်ရှိမွိုင်းကွက်တင်နာခိတ်မှာပုံမှန်စကန်ဖက်စစ်ဆင်းနေချိန်မှာပဲမောက်ခိုသွင်းလာတာတွေကိုဖော်ထုတ်တွေ့ရှိခဲ့တာဖြစ်ပြီးတရားဝင်တင်ပို့ဖို့စီစဉ်ထားတဲ့ထုတ်ကုန်တွေချာမှာတိတိကျကျဝက်ထားတဲ့မိုးရေဆေးဝါးတွေကိုအာနာပိုင်တွေကတွေ့ရှိခဲ့တာပါ။ အန်ထရစ်စကံမှာဥရောပအတွက်ထုတ်ပေါ်ထားတဲ့တတိလလက်ဆက်ဆက်တွေပါတဲ့ကိုတိန်နာထဲမှာကိုကိန်3.4တန်ကိုတွေ့ရှိခဲ့ပါတယ်။ဒါကတကယ့်ကိုအရေးကြီးတဲ့လုံဆောင်ချက်တစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့စကင်နာတွေကိုအသုံးပြုထားတဲ့အတွက်ကြောင့် APM ကွန်တိန်နာဂိတ်တွေမှာသမိုင်းဝင်မုံရစ်ဆေးဝါးပမာဏကြီးကိုဖန်ဆီးနိုင်ခဲ့တာဟာသူတို့အတွက်အထင်သာတော့စေတာပဲလို့ကိုစတာရီကာရဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးမာရီယိုဆာမိုရာကပြောပါတယ်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအဆိုအရအခုနောက်ဆုံးစစ်ဆေးရေးဟာကိုစတာရီကန်စိတ်ကဲတွင်မှကိုကင်ဖန်းစီရမင်းမှုစုစုပေါင်းကအခုနှစ်တစ်ခုတည်းမှာပဲစစ်သုံးတန်းကျော်အထိရှိလာခဲ့ပြီဖြစ်ပါရဲ့ရှင်။ဆလဘီအာကစားတဲ့င်းကို တင်ဆက်ပေးပါမယ်။ အဓိကဆုလာအများဆုံးရရှိခဲ့တဲ့ကစားသမားစင်းမှာအာဂျင်တီးနားတိုက်စစ်မှုမက်ဆီကအဆင့်တက်ပေါ်တူဂီတိုက်စစ်မှုစီရော်နေရိုကအဆင့်ခွင့်မှာရက်တည်နေပါတယ်။ဇွန်လ9ရက်နေ့ကကစားခဲ့တဲ့ National League ဘောလုံးပွဲမှာစီရော်နေရိုက UEFA National League ဖလားတလုံးထက်မဲ့ရယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝတခြားစူပလာ36လုံးအထိရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့စီရိုနေတို့ကစူပလာအများဆုံးရရှိတဲ့ကစားသမားတော့မဟုတ်ခဲ့ပဲတုတ်ထက်ပိုပြီးစူပလာအောင်မြင်မှုရရှိတဲ့ကစားသမားတွေလည်းရှိနေတာပါ။သမိုင်းတခြားစူပလာအများဆုံးရရှိတဲ့ကစားသမားကအာဂျင်တီးနားတိုက်စစ်မှုမက်ဆီဖြစ်ပြီးလက်ရှိအချိန်ထိစူပလာ46လုံးအထိရယူထားတာပါ။ မက်ဆီဟာအဓိကပြိုင်ပွဲဆူဖလားတွေအဖြစ်ကမ္ဘာဖလားတစ်ကြိမ်အပါအဝင် ကိုပါအမေရိကဖလား၂ကြိမ်၊အိုလံပစ်ချန်ပီယံတစ်ကြိမ်၊ချန်ပီယံလိဖလား၄ကြိမ်၊လာလီဂါနဲ့လီဂိုဝဲအမှတ်ပေးဖလား၁၂ကြိမ်၊စပိန်ဖလား၇ကြိမ်ရရှိထားတာပါ။စီရိုနီရိုကဥရောပဖလားတစ်ကြိမ်နဲ့နေရှင်းလိနှစ်ကြိမ်အပါအဝင် အင်္ဂလန်စပိန်နဲ့အီတလီအမှတ်ပေးဖလား9ကြိမ် ချန်ပီယံလိဖလား9ကြိမ်တက်ဆိုင်ရာလိတွေကခြုံထွက်ဖလား6ကြိမ်အပောင်းဝင်စုစုပေါင်းစုဖလား36ကြိမ်နဲ့အစစ်ခွနစ်မှာရက်တီနေတာပါစီယိုနယ်တို့ရဲ့အထက်မှာမက်ဆီအပောင်းဝင်ဘူးစကွန်ပီကေအန်နီယစ်တာဟော့ဆန်ဒန်နီအဘတ်နဲ့မက်ဆီတို့ကရက်တီနေပါရဲ့ရှင် ဒီပပီရုံမြင့်တန်ကြားရဲ့နိလိနနာရီသတင်းတွေကိုထ ạch ရရှုစားခဲ့ရတာပါ။ညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါ။ကျမကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။